မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလကုန်31ရက်နေ့အထိတပတ်စာတနင်္ဂနွေသားသမီးတွေရဲ့ကညမာကိုဆရာကတားတော်နဲ့အာယုံပြုခေါ်ကြပြီးမှဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးဒီအောက်တိုဘာလလကုန်အထိအဆက်ဆက်ရရမိတ်ဆွေတို့ရဲ့တပတ်တာမိတ်ဆွေတို့ရဲ့ကံဟာဘယ်လိုရှိမလဲဆိုတာကိုကြည့်လိုက်ရအောင်ခင်ဗျာဒီ2025ခုနှစ် မတ်အော်တိုဘာလ22ရက်ကနေလာကုန်ထိတနင်္ဂနွေသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာအရာရာကိုမျောလင်းချက်တွေများနေတယ်ဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်မလာသေးတဲ့ကိစ္စတွေကိုဖြစ်လာရင်ကောင်းမှာပဲဆိုပဲစိတ်မျိုးစူးစမ်းနေရင်းနဲ့အဲငါတော့ဒီကိစ္စတွေဖြစ်လာရင်ဘာကိုလုပ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့အကြံစီပလန်တစ်ခုခုကိုချထားတော့ကာလအဲနောက်တစ်ခုကမိတ်ဆွေတို့အနေနဲ့ရီမန်းချက်မျောလင်းချက်တွေကိုပြေဝဖို့အတွက်ကိုအာငါတို့ဒီကိစ္စကြီးပြင်းမြအောင်ဘာကိုဖြစ်မြအောင်လုပ်မယ်ဆိုရဲ့ မျော်လင့်ချက်တွေအောင်မြင်မှုတွေရဲ့နောက်မှာများစွာအာကူးယုံကြည်သောများစွာချစ်တူဆောင်ရွက်လှုပ်ဆောင်ခြင်းသောစိတ်မျိုးတွေမိတ်ဆွေတို့တွေနဲ့ဖြစ်ပေါ်နေသောကာလအပိုင်းအခြားဖြစ်ပြီးတဲ့အခါမိမိတို့ရဲ့ယုံကြည်ချက်အတိုင်းမပြောင်းမလဲစွတ်စွတ်ဆက်ဆက်သွားရင်အောင်မြင်တိုးတက်မှုတွေကိုကျင်းနေရရှိမယ်ကာလအပိုင်းအခြားဖြစ်ပါတယ်ခင်ဗျအလောက်ကြီး လောက်ကိုင်းနဲ့ပတ်သက်လာရင်ဘာကုံစုရှေ့တိုးဆောင်ရလှုပ်ဆောင်ပါလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှေ့တိုးလှုပ်ဆောင်ခြင်းအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံတွေရရှိတတ်တဲ့အတွက်တနုံနေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးရှေ့တိုးဆောင်ရလှုပ်ဆောင်ရင် အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပါတယ် အဲငါကလုပ်ငန်းဟောင်းအလုပ်ဟောင်းကိုစူးစမ်းဆွမ်းဆောင်တာမျိုးအတွေ့အစ်အမြင်အစ်တွေနဲ့ရှက်ထွင်တာမျိုးလုပ်ငန်းအဟောင်းကိုပဲပြုပြင်မူမှန်ပြီးတော့ရှေ့လို့ဆောင်ရလုပ်ဆောင်နေအလုပ်တွေမှာအားသာကောင်းမှုတို့တန်နိုင်ပါတယ်အလုပ်ရှာနေသူတွေကိုအလုပ်တွေရရှိနိုင်တာမျိုးလုပ်ငန်းတွေရရှိနိုင်တာမျိုးတရွာတနေတခြားအဆရှိရှိတဲ့နေရာကနေပြီးတော့ပြပခီးသွားတဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရဝေးခီးသွားတဲ့ပတ်သက်သောကိစ္စတွေမှာရှေ့လို့ဆောင်ရရင်အောင်မြင်တိုးတက်ခြင်းတွေကံကောင်းခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ပညာရေးနဲ့ပတ်သက်လာရင်တော့တနည်းနည်းသာသမီးတွေလက်ရှိမှာစိတ်ပန်းလူမောစိတ်မောလူမောဖြစ်နေရသောအပတ္တကာလပိုင်ချဖြစ်တဲ့အတွက်တနည်းနည်းသာသမီးမိတ်ဆွေများအဖို့ပညာရေးနဲ့ပတ်သက်ရင်တော့သတိပြုစင်ကြင်ရအတွက်တော့အားနည်းသောကာလပညာရေးနဲ့ပတ်သက်လာရင်အရာရာကိုရုံးကန်ရမယ့်ကာလပိုင်ချလို့ဖြစ်နေတဲ့အတွက်မိတ်ဆွေတို့ပညာရေးသင်တန်းပကြီးကိစ္စအဆရှိတဲ့ကိစ္စလေးတွေမှာတော့နည်းနည်းလေးအားနည်းစေသောအပတ္တကာလဖြစ်တယ်။ငွေကြေးငွေကြေးကန်နဲ့ပတ်သက်ရင်ဝင်တော့ဝင်နေဘယ်နာကထွက်နေမှမသိတာမျိုး ်မိသားစုကိစ္စကိုကြောင့်မဟုတ်ပဲတပားသူကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာရင်ဝင်တော့ဝင်တယ်ငွေဟာမမြဲနေတာမျိုးငွေကြီးနဲ့ပတ်သက်လာရင်အခြားတနေရာရာကိုတုံးဆွဲလိုက်ရတာမျိုးလက်လွန်ထားတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်တော့ငွေမမြဲသောကာလဖြစ်ပြီးတော့ဒါသမီးကိစ္စလေးတွေကြောင့်အိမ်ရင်းကိစ္စလေးတွေကြောင့်အလောင်းမစားအပျော်ပါနဲ့ပတ်သက်သောကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေကြောင့် ကိုကြောင့်မဟုတ်ပဲတပားသူတွေကြောင့်ငွေကုန်ကြေးကျများရခြင်းငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကိုကြောင့်မဟုတ်ပဲအခြားသူတွေကြောင့်လက်လွန်ခြင်းတွေဒီကြုံရတတ်တယ်လို့ရှိတာငါတဲ့ကိစ္စလေးတွေမှာတတိပြုစင်ကြီးမှာမလိုလားအပ်ဖဲနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လူမြင်မခံပါနဲ့လူမြင်ခံရင်ကိုအဲ့ဒီငွေကြီးဟာမမြဲသောကာလတိုးတိုးတိတ်တိတ်ထားဖို့လိုအပ်ပြီးတဲ့အခါငွေကြီးကံနဲ့ပတ်သက်လာရင်အဲရှာတဲ့အခါကျတော့သာစူးစားပန်းစားနဲ့တုံးလိုက်တော့အခါတရားထဲဆိုတာမျိုးဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့မိတ်ဆွေတို့ငွေကြီးတံမိုးကိုကောင်းစွာအသုံးချတတ်ဖို့လိုအပ်ကြောင်းဖြစ်လာပြောကြလိုက်ပါရစေခင်ဗျအဲ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဘာမှစိုးရိမ်စရာမရှိပါဘူး။ငကိုကဝေးကွာနေတော့မိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လို့နားလည်မှုလွဲနေတော့မိတ်ဆွေများချစ်တို့ဆောင်ရရတဲ့ကာလဖြစ်ပြီးတော့အဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များဟုတော့အဆက်အသွယ်ရရှိခြင်းသာသမီတပည့်လက်သားတွေကိုအကြောင်းပြုပြီးတော့အဲအဆက်အသွယ်ပြန်လည်ရရှိခြင်းတဲ့မှတ်ရှင်တွေကြုံကနိုင်တယ်လို့ငကိုကအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေတဲ့မိတ်ဆွေများခရီးထွားခြင်းခရီးထွက်ခြင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်ဘာသာရေးဆိုင်ရာကိစ္စလေးတွေ သွားခြင်းမိတ်ဆွေတို့နေအိမ်တော်ဖက်နဲ့ပတ်သက်ပြီးတော့စိတ်ဖန်းပြီးခီးထွားတာမျိုးတို့မဟုတ်အကြောင်းအရာမျိုးဆိုနေခီးတူတူသွားခြင်းမျိုးတွေဟာမိတ်ဆွေတို့ရဲ့အိမ်တော်ဤကံကိုချစ်တိုးပြီးတော့အောင်မြင်မှုနဲ့အေးချမ်းမှုတွေရရှိတတ်သောကာလဖြစ်တယ်။သာသမီတွေကြောင့်ငွေကြီးလုံးလေးချင်းကလေးဝင်လာတာမျိုးဆွေမျိုးသားချင်းတွေကြောင့်ငွေကြီးလုံးလေးချင်းကလေးဝင်လာတာမျိုးတပည့်လက်သားတွေကြောင့်ငွေကြီးလုံးလေးချင်းကလေးဝင်လာသောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါ သာသမီကိစ္စလေးတွေကြောင့်တပည့်လက်သားကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းခြင်းချွင်ပြခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်တဲ့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးငကောကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပေါင်းစည်းရတာမျိုးတွေကြုံရတတ်တယ်လို့အိမ်တော်ရှင်တို့နဲ့တို့တယောက်နဲ့တယောက်နားလည်မှုတွဲနေတို့နဲ့တို့နားလည်မှုရအောင်ရှေ့တို့ဆောင်ရွက်လိုက်ရင်မိတ်ဆွေတနည်းငွေသာသမီတွေဖို့ဒီပတ်တာတော့ဒီမှာအိမ်တော်ကြီးကံဟာအားသာကောင်းမှုတိုးတက်ပြီးကံကောင်းစီပါတယ်လူငယ်တွေအစီအင်းနဲ့ပတ်သက်လာရင်တော့ မိမိချစ်သောမြတ်လို့သောသူနဲ့အဲတဦးနဲ့တူတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့ခိတခဏခွဲရတာမျိုးဖြစ်စီတယောက်နဲ့တယောက်တူနဲ့တူညှိနှိုင်းမရတဲ့ကိစ္စလေးတွေကြောင့်အဆက်အသွယ်ပြတ်ရှင်းနေနားလည်မှုလွဲခြင်းတွေ ကြုံရတတ်တယ်လို့အရာရာကိုဟိုအဆိုးပြင်ဖြစ်စေအကောင်းပြင်ဖြစ်စေတမီးစားအိမ်တော်ကြီးအခြေရင်းနဲ့ပတ်သက်လာလို့ရှိရင်ညှိနှိုင်းရခက်တာမျိုးလေးတွေတိုင်မြင်ရခက်တာမျိုးလေးတွေတခုခုဆိုလို့ရှိရင်ထွက်သွားပြီးထွက်သွားတော့ဆိုတဲ့အပြစ်မျိုးတွေသုံးမဟုတ်လို့ရှိရင်နက်ဂရစ်ဆန်တွေများစွာရရှိတတ်တဲ့အတွက်တမီးစားများအဖို့ကတော့တုံးနဲ့တူတယောက်နဲ့တယောက်အစင်မပြေမှုလေးတွေများစွာကြုံရတတ်တဲ့အတွက်တော့တနည်းလို့ဒါတမီးအခြေရင်းနဲ့ပတ်တိုင်တော့ဒီတပတ်တာတော့တွင်မှာအဲ ဘယ်လိုပြောမလဲ review စင်ကျင်ပြေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဝေးကွာနေတော့အရှိရေးမှာဆိုရင်တော့စိတ်မရှာရတာမျိုးလေးတွေဝေးကွာနေတော့တမိစားမျိုးတွေမှာဆိုရင်တော့တအုပ်နဲ့တူတယောက်နဲ့တယောက်အပူတော့ကတဲ့င်းစကားလေးတွေကြားရတာမျိုးလေးတွေချစ်သူရဲ့မိမိရဲ့ချစ်သူရဲ့အိမ်မိမိရဲ့ရီးစားရဲ့အစင်မပြေမှုလေးတွေကြောင့်ကိုပါလိုက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော့အပ္ပတ္တကလာအပိုင်းစားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစီကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်တော့ စေဝါပြောင်းလဲဇာသမားပြောင်းလဲလေးတွေနဲ့ကုသလာရင်ငကူကဖြစ်ပေါ်နေတော့နာတာရှည်ကျမ်းမာရေးလေးတွေတော့မှကောင်းမွန်လာမယ့်ကာလငကူကဖြစ်ပေါ်နေတော့ကိစ္စလေးတွေအစမပြေတဲ့ကိစ္စလေးတွေတုံးနဲ့လူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ဇာသမားကောင်းစေဝါကောင်းနေနဲ့ကုသတာမျိုးငကူကကျမ်းမာရေးနဲ့ပတ်သက်လာရင်အစမပြေပါမလားဆိုတဲ့မိတ်ဆွေတွေဒီအပတ်ဟာရှေ့တိုးဆောင်ရခြင်းစတင်ခြင်းတွေကံကြမ္မာကောင်းခြင်းတွေကိုရရှိမယ့်ကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတနည်းနည်းသားသမီးများဟိုဒီတစ်ပတ်တာတော့ဒီမှာကျမ်းမာရေးနဲ့ပတ်သက် ခြေတူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုတိုးတက်နိုင်သောပတ်တာဖြစ်ပါတယ်ဒီပတ်တာတော်တွေမှာမိတ်ဆွေတို့အနေနဲ့အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့အစိမ်းရောင်အဝါရောင်ညီညိုရောင်နေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေနေနဲ့ဆို၈ကဏ္ဍ၅ကဏ္ဍ၃ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့အပတ္တကာလဖြစ်ပါတယ်အကျိုးပေးစီတော့ရက်ဟာမြောက်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျဒါမှပြင်အကျိုးပေးစီတော့ဟလာစွနာလူပါပါနေသားအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေသို့မဟုတ်အင်္ဂါသာသမီတွေနဲ့ပေါင်းစုဆက်တူလောက်တာမျိုးလေးတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီတော့အပတာကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်လုပ်ငန်းနဲ့ပတ်သက်လာရင်လုပ်ငန်းသစ်စတင်ခြင်းတည်း အဟောင်းကိုရှေ့သို့ဆောင်ရလှုပ်ဆောင်တာမျိုးငကိုကရက်တန့်နေတော့အလုပ်ဒီနားရရတော့အလုပ်ဒီပြက်ဆင်းနေတော့အလုပ်ဒီကိုရှေ့သို့ဆောင်ရလှုပ်ဆောင်မှာမိတ်ဆွေကောင်းအကူအညီကောင်းတွေရဲ့အကူအညီကိုများစွာရရှိမယ်အပ္ပတာကာလပိုင်းခြားဖြစ်ကြောင်းဖြတ်လောင်းပြောကြားလိုက်ပါစေသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေငကိုကသားသမီးနဲ့ကိစ္စနဲ့ပတ်သက်လို့တပည့်လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ်မချမ်းသာစရာလေးတောင်လက်ရှိမှာစိတ်ချမ်းသာအောင်အကူအညီထောက်ကူရရှိတတ်ပြီးတော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့အဆင်မပြေရင်သားသမီးတွေရဲ့ညှိနှိုင်းမှုတွေတွေတပည့်လက်သားတွေရဲ့ညှိနှိုင်းမှုတွေတွေနဲ့ရှေ့သို့ဆောင်ရလှုပ်ဆောင်ရင်အသာကောင်းမှုတိုးတက်နိုင်သောကာလပိုင်းခြားဖြစ်ပါတယ် မဖြစ်မှာပဲနဲ့ဆွေမျိုးသားချင်းနေနာကိုအလဲခီးထွက်ရတာမျိုးတွေအပျော်ခီးထွက်ရတာမျိုးတွေကြုံရတတ်တော့ကာလာပိုင်းချဖြစ်ပြီးတဲ့အခါအခွင့်လန်းတဲ့နဲ့မျောလင်းကြတဲ့နဲ့ကြမ်းမာခြင်းကိုရရှိနိုင်တာမျိုးငကူကစိတ်ပန်းလူပန်းဖြစ်နေတဲ့မိတ်ဆွေများဒီကာလမှာစိတ်ပန်းလူပန်းမဖြစ်ဘဲနဲ့ခီးထွက်တာမျိုးဘာသာရေးဆိုင်ရာကိစ္စတခုခုကိုစတင်ဆောင်ရွက်လုပ်ဆောင်ရင်တိုးတက်နိုင်ပါလေလုပ်ငန်းအသစ်စတင်ခြင်းတပတ်ဆိုလက်ရှိရှိနေတဲ့နေရာထက်အခြားတည်တာတရွာတနယ်တခုကိုသို့မဟုတ်ရင်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့စတင်စူးစမ်းကြည့်ပါအောင်မြင်မှုလမ်းစား ဧကန်ဒိဋ္ဌရရှိစေမဲ့အပ္ပတ္တကာလအပိုင်းချဖြစ်တယ်ပညာရင်းနဲ့ပတ်သက်ရင်တော့အာနငယ်အာနာစရာပဲအဲယုံလေနှစ်လေဆိုတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ကိုဝါသနာပါတဲ့အလုပ်ကိုသာငယ်စဉ်မှာလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းမဲ့အကြံပြုပါရစေဒီပတ်တာတော့ဒီမှာမိတ်ဆွေတို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလိုရာကိစ္စကိုပြုမှုဆောင်ရွက်တဲ့အခါအဆက်ဆက်ရအစဉ်ပြေစီဖို့အတွက်မိတ်ဆွေတို့ရဲ့အိမ်ကနေမသွားမီမှာမိမိတို့ရဲ့နော်သွားမဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမသွားမီမှာ မိမိတို့ ਨੇ ပြောဆိုရှင်းဆိုထားတော့အယက်ဒီသားမှာရှိတယ်မြို့တော်ရှင်နေတော်ရှင်တို့လမ်းဆောင်နဲ့တို့ကိုမေတ္တာခုနှစ်ချိန်တိတိပို့ပြီးတော့လိုရာကိစ္စကိုတွားရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေမယ့်အပိုင်းခြားကာလပတ်တာဖြစ်ပါတယ်မိษွေတို့ရဲ့ရောင်းကုန်တွေအယောင်းတို့အယောင်းထွက်စီဖို့အတွက်မိษွေတို့ရဲ့ပုံပစ္စည်းတွေကိုသခွားသီးလေးတစ်လုံးနဲ့ရောင်းထွက်ပါစေဆိုပြီးထိတွေ့ရိုက်ပုံရောင်းလိုက်ရင် ရောင်းကောင်းပြီးတော့အယောင်းတို့အယောင်းဖတ်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့နော်လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအစဉ်ပြေအောင်မြင်တိုးတက်စီဖို့မပြောမီဇာငနာပြည်တွေမြင်ရင်ဖွံ့ဖို့တုံညာနှစ်ဖို့တုံညာလေးတစ်လျှောက် 7902904160ဝါအတယ်လီဂရမ်မှာဖြစ်စေ Viber နံပါတ်963 5050 5ဏမှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းကြားပြတင်ညာဝင်ရင်းနဲ့မိတ်ဆွေတို့ရဲ့အဆက်စားတွေကငွေကြီးကန်ကောင်းစီပြီးအဆက်စားတွေကအောင်မြင်တိုးတက်ဇေယံတို့ကမိတ်ဆွေတို့အနေနဲ့ဟိုမနှမိုးလင်းတဲ့အခါမှာနော်မနှမိုးလင်းတဲ့အခါမှာမိမိတို့ရဲ့နော်ဟိုကဟိုမိမိတို့ရဲ့အိမ်ရဲ့မျက်နှာစာကိုယူပြီးတော့ယတိဥခဏီရဲ့ဒနာတိဋ္ဌိလို့ခေါ်တဲ့အရဟံသူဇံလာလီတံဘာဟိတံအဲ့ဒီဂါရာလေးလေးချောင်းကိုတစ်နေ့ကို28ခေါက်တိတိ မျက်နှာတက်တဲ့အခါမျက်နှာတက်ပြီးပြီးမတက်ရသေးသေးအိမ်ရဲ့တက္ကမပေါ့ကိုကြည့်ပြီးတော့လက်လာပါတွေကိုခေါ်လိုက်ပါကအဆက်ဆက်ရအောင်မြင်စီမြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ငရီသားသမီးမိတ်ဆွေတွေအားလုံးအော်တိုဘာလဂုံတိဘာပဲဖြစ်ဖြစ်အောင်မြင်တိုးတက်လို့ယေရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေလို့ဆရာကပြောရင်းနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဂျေဆုတင်ပါတယ်ခင်ဗျာ